အားလုံးပဲမင်္ဂလာပါခင်ဗျာ Wisdom Way Channel ကြိုဆိုပါတယ်ကျွန်တော်ကိုထပ်ပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတော့ဘီလီယံနာတတိကြီး Elon Musk ရဲ့ New Link Company ကနေပြီးတော့အောက်နောက်ထဲထည့်ရတဲ့ Brain Chip ပြားတစ်မျိုးကိုလူသားတွေနဲ့စတင်စမ်းသပ်လိုက်ပါပြီခင်ဗျာအဲ့ Brain Chip ပြားဆိုတာဘာလဲသူ့ရဲ့လှုပ်ဆောင်ပုံတွေကဘာတွေဖြစ်မလဲဆိုတာကိုအခုဗီဒီယိုလေးကနေပြီးတော့တင်ဆက်ပေးတော့မှာဖြစ်လို့ဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာအရင်ဆုံး brain chip ပြားဆိုတဲ့အကြောင်းကိုပြောပြပါမယ် ရိန်းချစ်ပြားဆိုတာကအုတ်နောက်ထဲထည့်သွင်းရတဲ့ချစ်ပြားတစ်မျိုးပါသူ့မှာဖွဲ့စည်းပါဝင်တာကကိုရင်းဇီဝပစ္စည်းတွေကိုအစိတ်အောက်မဖြစ်စေတဲ့အဖုံးတစ်ခုရဲ့ဘက်ထရီတစ်လုံးရဲ့ချစ်ပြားနဲ့စာကိတ်ရဲ့အလွန်ခိုင်ခန့်ပြီးတော့တေးမြင့်လုံးနဲ့ကျိုးမြင့်64ချောင်းတို့ဖြစ်ပါတယ်ဘက်ထရီရဲ့လောက်ဆောင်ချက်ကအဲ့ဒီချစ်ပြားလေးကိုစွမ်းရင်ပေးဖို့ဖြစ်ပါတယ်ဘက်ထရီဆိုရဲခါကြတော့အာသွင်းရတယ်လေအာသွင်းတော့သူ့ကိုဘယ်လိုအာသွင်းလဲဆိုလို့ရှိရင်အာတင်းငယ်တဲ့ကျိုးမဲ့အာသွင်းဇက်နဲ့အာသွင်းရပါတယ် ရှစ်ပြားနဲ့စာကိကကြတော့သူရဲ့လှုပ်ဆောင်ချက်တွေကအုံနောက်ထဲကနေပြီးတော့ရရှိလာတဲ့အချက်ပြလက္ခဏာတွေကိုပြင်ပစီပြန်လည်ထုတ်လွှင့်ပေးတာပါကျိုးမြင့်64ကျောင်းကဒီချစ်ပြားရဲ့အသက်လို့ပြောရမှာပေါ့သူကအုံနောက်အတွင်းမှာရှိတဲ့အာယုံကြောလေးတွေရဲ့လှုပ်ရှားမှုမှတ်တမ်းတင်ရယူပြီးတော့ခုနကပြောခဲ့တဲ့ချစ်ပြားစီကိုပေးပို့တာဖြစ်ပါတယ်ဒီတော့ချစ်ပြားရဲ့အလုပ်လုပ်ပုံကိုပြောရရင်ကျိုးမြင့်လေးတွေကအာယုံကြောလေးတွေရဲ့လှုပ်ရှားမှုကိုမှတ်တမ်းတင်ရယူတယ် ပြီးရင်ချစ်ပြားနဲ့စာကစ်စီကိုပို့တယ်ချစ်ပြားနဲ့စာကစ်ကသူ့ရဲ့လောက်ဆရာရှိတဲ့အလုပ်တွေကိုလုပ်ပြီးတော့အပြင်မှာရှိတဲ့ဒီ Neuralink application စီကိုဒါ Bluetooth ကနေတစ်ဆင့်ပို့တယ်အဲဒီနောက် application ကအုံနောက်ကပို့လိုက်တဲ့ဒီအချက်ပြမှုကိုဖမ်းယူပြီးတော့ဆက်ဆက်လုပ်ငန်းတွေကိုဆက်ပြီးလုပ်ဆောင်တယ်ပေါ့ Neuralink အနေနဲ့သူတို့ရဲ့ချစ်ပြားကိုအုံနောက်ထဲကိုဘယ်လိုထည့်လဲဆိုတော့ဥကောင်းခွန်ခွဲစိတ်မှုလုပ်ပြီးတော့ချစ်ပြားလေးကိုထည့်တယ်ကျိုးလေးတွေကိုကြာတော့ တို့ကုမ္ပဏီကနေပဲထုတ်လုပ်ထားတဲ့အထူးတီထွင်ထုတ်လုပ်ထားတဲ့ဆက်နဲ့ထည့်တာပေါ့အဲ့ဒီဆက်မှာသူကအက်ကလီယာတစ်ချောင်းပါတယ်အဲ့ဒီအက်ကကြတော့သူကဆန်ချီမြင်ထက်ကိုသေးတယ်ဘာကြောင့်လဲဆိုလို့ရှိရင် brain chip မှာပါတဲ့ဒီကြိုးလေးတွေကအထိခိုက်မခံတဲ့အတွက်လူတွေရဲ့လက်နဲ့ထိပြီးတော့ဒီအုံနောက်ထဲကိုထည့်သွင်းဖို့ဆိုတာကဘလို့မှအဆင်မပြေနိုင်ပါဘူးဒါကြောင့်မလို့အက်နဲ့ထည့်ရတာဖြစ်ပါတယ်ဘလိုကိစ္စအတွက်ဒီချက်ပြားကို အသုံးပြုရလဲဆိုလို့ရှိရင်သူကမတန်ဆွမ်းတဲ့သူတွေ ေဖြတ်ထားတဲ့သူတွေကိုကုံပြောမယ်ဆိုလို့ရှိရင်သူကခန္ဓာကိုယ်ကအလုံးမလုံးနိုင်တော့ဘူးဒါပေမဲ့အုံနှောက်ကအတိညာရှိနေသေးတယ်အုံနှောက်ကအလုံးလုံးနိုင်သေးတယ်သူတွေပေါ့အဲ့လိုလူတွေအနေနဲ့ဒါသူတို့ဘဝကြီးမဆုံးသွားရလေအောင်သူများတွေလိုမျိုးပဲကွန်ပျူတာနဲ့မိုဘိုင်းဖုန်းတွေကိုအုံနှောက်ကနေထိန်းချုပ်ပြီးတော့လိုလိုစီခိုင်းလို့ရအောင်ပေါ့အဲ့ဒီအတွက်အထောက်ကူပြုပေးနိုင်ဖို့ဖန်တီးထားတာဖြစ်တယ်ဆိုပြီးတော့ New Link Company ကနေတော့ထုတ်ပြန်ထားတာတွေ့ရပါတယ် ဒီလိုမျိုး brain chip ပြားကို Neuralink ကုမ္ပဏီကနေပြီးတော့စတင်တူထင်တာလားဆိုတော့မဟုတ်ပါဘူး။သူရဲ့အရင်ဒီလူသားတွေနဲ့စမ်းသပ်မှုလှုပ်ဆောင်ခဲ့တဲ့သူကဒီ Australia နိုင်ငံအခြေစိုက် Sacron ကုမ္ပဏီဖြစ်ပါတယ်။ Sacron ကုမ္ပဏီက2022ခုနှစ်မှာ American နိုင်ငံသား Luna တဦးနဲ့သူတို့ရဲ့ဒီအုံနောက်တွင်ထက်ဒီ chip ပြားလေးပေါ့နော်။အဲ့ chip ပြားလေးကိုသူတို့ကစမ်းသပ်မှုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့သူတို့ရေးတုံးတဲ့နည်းပညာကဥကောင်းခွန်ကိုဖောက်ပြီးတော့ ာထည့်ရတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဒီ stand လေးတွေပေါ့ stand လေးတွေကိုအသုံးပြုပြီးတော့အုံနှောက်ထဲကိုသွားတယ်ပြီးလို့ရှိရင်ကြိုးရိုးမိုက်ရံနေအုံနှောက်ထဲကိုသွားတယ်အုံနှောက်ထဲရောက်တဲ့အခါမှာသူတို့ရဲ့အဲ့ဒီအာယုံကြောနဲ့ချိတ်ဆက်မဲ့ကြိုးမြင့်လေးတွေကိုနေရာချတယ်နေရာချပြီးတော့အဲ့ကြိုးမြင့်လေးတွေကဘာနဲ့လာဆက်လဲဆိုတော့သူတို့ရဲ့ဒီရှင်ဘတ်မှာဒီဆက်တလုံးထားရတယ်ပေါ့အဲ့ဆက်နဲ့လာပြီးတော့ဆက်တွေ့တယ်အဲ့ဆက်ကလည်းခုနပြောသလိုမျိုးဒါ bluetooth နဲ့ပဲချိတ်ပြီးတော့အလုပ်လုပ်တာဖြစ်ပါတယ် ဒါ Synchron Company ကဒါ Neuralink ထပ်စောပြီးတော့ဒီလူသားတွေနဲ့စမ်းသပ်မှုလှုပ်ဆောင်ခဲ့တာပါအခုလက်ရှိမှာဆိုလို့ရှိရင်လည်းဒါ Neuralink Company လိုမျိုးပဲ Brain Chip ပြားလေးကိုစမ်းသပ်နေတဲ့ project ပေါင်းစုစုပေါင်းက40အထိရှိတာကိုတွေ့ရပါတယ် Neuralink Company အနေနဲ့အခုလိုမျိုးလူသားတွေနဲ့ဓာတ်ရိုက်စမ်းသပ်မှုမလုပ်ခင်မှာသူကမြောက်တွေဝက်တွေနဲ့အရင်ဆုံးစမ်းသပ်မှုလုပ်ခဲ့ပါသေးတယ်။အဲဒီစမ်းသပ်မှုတွေထဲမှာသူတို့ကအောင်မြင်မှုရတယ်လို့ပြောပြောလို့ရတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ မြောက်တွေဆိုလို့ရှိရင်ဒီကွန်ပျူတာဂိမ်းကိုကစားနိုင်တဲ့အထည်ဖြစ်လာတယ်။ပြီးရင် mouse လေး mouse ရဲ့ကာဆာလေးပေါ့ mouse ရဲ့ကာဆာလေးကိုသူတို့အုံနှောက်နဲ့ပဲထိန်းချုပ်ပြီးတော့ရွှေ့တာမျိုးတွေဒါလုံနိုင်တဲ့အနေအထားတီကိုတွေ့ရပါတယ်။ဒါပေမဲ့ညွယ်လင်းကုမ္ပဏီကမထုတ်ပြန်ဘဲနဲ့တခြားထုတ်ပြန်ချက်တွေအရကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့စန်တက်ခံမြောက်တွေကလေဖြတ်တာမျိုးပြီးလို့ရှိရင်အုံနှောက်ကရောင်နာမျိုးအဲ့လိုမျိုးဝေဒနာခံစားရတာမျိုးတွေရှိတယ်ဆိုပြီးတော့ ဒါပြောကြတာလို့လည်းသိရပါတယ်အခုလက်ရှိမှာ Neuralink ကုမ္ပဏီကလူသားနဲ့လက်တွေ့ဆန်တက်မှုလှုပ်ဆောင်တဲ့အခါမှာသူတို့အနေနဲ့ဒီအုံနောက်ထဲကို brain chip ပြားကိုထည့်လိုက်နိုင်ပါပြီအဲ့လိုမျိုးထည့်လိုက်နိုင်ပြီးတဲ့နောက်မှာအာယုံကြောအစုဝေးလေးတွေနဲ့ခုနပြောတဲ့ဒီကျိုးမြင်64ချောင်းကသွားပြီးတော့ချိတ်ဆက်မှုတွေလည်းလှုပ်ဆောင်နိုင်ပြီးဆိုပြီးတော့ Elon Musk ကသူ့ရဲ့အရင်က Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်ကနေပြီးတော့ဒါ ဖော်ပြထားတာရှိပါတယ်ဒါပေမဲ့တခြားအသေးစိတ်အချက်လက်တွေကိုတော့ဖော်ပြထားတာမျိုးမတွေ့ရပါဘူးအခုကျွန်တော်တင်ဆက်ပေးသွားတာက brain chip ပြားလေးဘယ်လိုမျိုးအလုပ်လုပ်တယ်ဘာအတွက်အသုံးပြုတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီနောက်ွယ်မှာကျွန်တော်အနေနဲ့ဆက်ဆက်ပြီးတော့တွေးမိတာပေါ့နော်ဒီဆက်ဆက်ပြီးတွေးမိတဲ့အကြောင်းကိုမပြောခင် Elon Musk ရဲ့အကြောင်းလေးကိုအနည်းငယ်ရှင်းပြခြင်းပါတယ် Elon Musk ဆိုတဲ့သူကသူကအိမ်မက်ကအင်မတန်ကြီးမားတယ်ငယ်စဉ်ကတည်းက သူကအာဂါဒယင်နေပေါ့အာဂါဒလွတ်တင်တဲ့ဒီဒုံးပြန်နေအဲ့ဓာတွေကိုတီထွင်ဖို့တော့စိတ်အားထက်သန်ခဲ့တဲ့သူပါကြီးလာတဲ့ခါကျတော့သူကအမေရိကကိုပြောင်းလာတယ်ဘာဖြစ်လို့လဲဆိုတော့သူလှုပ်ချင်တယ်သူအကောင့်ထဲပေါ်ချင်တဲ့အိမ်မက်ကဒီအမေရိကမှာပဲသူလှုပ်လို့ရပြီဆိုတာကိုသိတဲ့အတွက်သူအမေရိကကိုပြောင်းလာတယ်ပြောင်းလာပြီးတော့သူကသူ့ရဲ့အိမ်မက်အတိုင်းပဲမရရအောင်အကောင့်ထဲပေါ်တယ်အကောင့်ထဲပေါ်တဲ့နေရာမှာလည်းနောက်ဆုံးကုန်ကုန်ပြောလို့ရှိရင်သူ့ရဲ့မိသားစုကိုတောင်မှဆုံးပြတဲ့အထီကို ောင်းထည်ဖော်မှုတွေလုပ်ခဲ့ပါတယ်။ Elon Musk ကသူ့ရဲ့အိမ်မက်နောက်ကိုဘလောက်ထိတောင်မှဒီပြင်းပြင်းပြပြလိုက်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့ဒီဒုံးပြန်ပေါ့နော်။အာကသယာဉ်လွှတ်တင်တဲ့ဒုံးပြန်အဲ့ဒုံးပြန်မအောင်မြင်မချင်းကိုသူအကြိမ်ကြိမ်စူးစမ်းတယ်။၃ချိန်လောက်အထိကိုသူ့အနေနဲ့ကြရှုံးမှုတွေရှိခဲ့တယ်။အဲ့ဒုံးပြန်လုံးဝမတက်ဖ ೇನೆ ပောက်ကွဲသွားပါတော့နော်။ပောက်ကွဲသွားပြီးတော့လုံးဝကြရှုံးမှုတွေဖြစ်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးတစ်ချိန်မှာ၄ချိန်မြောက်မှာကျတော့သူက ဒီမှာရှိသမျှပတ်စံနေပုံအော်ပြီးတော့ထည့်လိုက်တယ်ပုံအော်ပြီးထည့်တဲ့အပြင်ကိုဟိုလုံးဝဒီဒုံးမြန်ပေါ်မှာပဲသူကစိတ်ကိုနှက်ထားတယ်စိတ်ကိုနှက်ထားပြီးတော့နောက်ဆုံးလှုပ်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အဲ့စထုတ်ထားမြောက်စမ်းတတ်မှုမှာသူ့ရဲ့ဒုံးမြန်အောင်မြင်သွားတယ်ပေါ့အဲ့အောင်မြင်သွားတဲ့အခါကျတော့မှသူကပြန်ပြီးနလန်ပြန်ထူလာတာဆိုလိုချင်တာကအီလွန်မတ်ဆိုတာကအိမ်မက်ကြီးတယ်အိမ်မက်အတိုင်းတသွေးမတိန်လိုက်တယ်ဘရရအောင်အကောင့်ထဲပေါ်တတ်တဲ့သူဖြစ်တယ်အဲ့တော့ဒီနေရာမှာလည်း Neuralink company ဆိုတာကဒီလွန်ခဲ့တဲ့9နှစ်ကျော်6နှစ်လောက်ကမှစပြီးတော့ဒါထွက်ပေါ်လာတဲ့ company တခုပေါ့လက်ရှိအချိန်တွေမှာ သူတို့ကဒီ brain chip ပြားလေးကိုလူသားတွေနဲ့ဆန်းသပ်မှုလုပ်ဆဲအဆင်ပဲရှိပါသေးတယ်အဲ့တော့ Elon Musk လိုမျိုးအိမ်မက်ကြီးမားတဲ့သူတယောက်ကမတန်ဆွမ်းတဲ့သူတွေအတွက်ပေါ့မတန်ဆွမ်းတဲ့သူတွေအတွက်အထောက်ကူဖြစ်စေရုံတော့တာအတော့ဝင်မဲ့ဒီ brain chip ပြားလေးကိုတည်ထွင်တယ်လို့တော့ကျွန်တော်တို့မယူဆပါဘူး အဲဒီနောက်မှာသူထပ်ပို့မဲ့အကြောင်းအရာတွေအများကြီးရှိမယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ brain chip ပြားလေးဆိုတာကအုံနှောက်ရဲ့အာယုံကြောနဲ့ဆက်ဆက်ထားတာဖြစ်တယ်။အုံနှောက်ရဲ့အာယုံကြောနဲ့ဆက်ဆက်ထားတာဖြစ်တဲ့အတွက်ဒီ chip ပြားကနေပြီးတော့ကျိုးမြင့်လေးတွေရနေတဲ့ဆင်အာယုံကြောကိုသွားပြီးလှုံ့ဆော်မှုတွေမလုံနိုင်ဘူးလို့ဒါပြောလို့မရပါဘူး။အဲ့တော့ဆိုလိုချင်တာကဒီတီထွင်မှုမှာတာမန်ထပ်ပို့တဲ့ အကြောင်းအရာတွေရှိကောင်းရှိနေနိုင်ပါလိမ့်မယ်ရှိမယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဒါကြောင့်ပြောချင်တာကသိပ္ပံနည်းပညာတိုးတက်လာတယ်ဆိုတာကလူသားတွေတတ်တာအဆင်ပြေစေဖို့အတွက်လို့ဆိုပေမဲ့လည်းအဲ့ဒီလိုမျိုးတတ်တာမှုအဆင်ပြေစေမှုကပဲလူသားတွေရဲ့ဘဝကိုဆွဲချသွားတာတွေလက်ရှိအခြေအနေမှာလည်းမြင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့သိပ္ပံနည်းပညာတိုးတက်တယ်ဆိုတိုင်းလည်းဘယ်ရာကိုမှလုံးအကျူးမယုံကြည်ကြဖို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့တိုက်တွန်းလိုက်ရပါတယ်အခုလိုမျိုးကျွန်တော်ရဲ့တင်ဆက်မှုကိုသဘောကျနှစ်သက်မယ်လို့ယုံကြည်ပါတယ် ောက်တစ်ပတ်မှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အားလုံးပဲစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ကျွန်တော်ကိုထပ်ပါ thank you